ဂျီကီဆိုဖီယာဝင်းနောင်းစုရသွားကငွေချောင်းဖြစ်ပြီးလုပ်ပွဲပြည်သတင်းထွက်နေတဲ့ Miss Grand မြန်မာအားလုံးပဲမင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကောင်းကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ Miss Grand မြန်မာပွဲကြီးပြီးသွားပြီမဲ့လေနောက်ဆက်တွဲပွဲတွေကတော့မပြီးသေးပါဘူးနမ်ကန်လာမင်းဂျီကီယာဝင်းနောင်းစုရသွားခဲ့တာကြောင့်တကယ့်ကိုထိုက်တန်ကြောက်ကိုလည်းပြည်သက်တရားလက်ခံခဲ့ကြပါတယ်ဒါပေမဲ့ပြိုင်ပွဲပြီးဆုံးရဲ့အနေငယ်ကြမှာတော့ဒီပြိုင်ပွဲကလုပ်ပွဲကြီးဖြစ်ပြီးတော့တရားမျှတမှုမရှိကြောင်းပြောလာခဲ့သူတယောက်ရှိပါတယ် အဲ့ဒီမျိုးသားကတော့ Miss Grand Myanmar ပြည်ဝဲကိုကိုရင်တက်ရောက်အားပေးခဲ့သူဖြစ်ပြီးအလမေလောကနဲ့လည်းရှင်နေရတူပါ JK Sophia ဆုရသွားခဲ့တာကတရက်ဖို့ကိုဝင်ခဲ့တာဖြစ်ပြီးငွေရှိရာကြောင့်ဆုရသွားတယ်လို့ပြောနေကြပါတယ်အခြားသောအလမေတွေလည်းအရေးချင်းရှိကြပေမဲ့လည်း JK ကတော့တရက်ဖို့ကိုငွေနဲ့ဝယ်သွားခဲ့ပြီးလုပ်ပွဲဖြစ်တဲ့အကြောင်းပြန်ဝင်အောင် question ရဲ့ answer မှာပြောထားတဲ့အကြောင်းအရာတွေကလည်းသူကိုယ်တိုင်လိုက်နာမှုမရှိတဲ့ပြင်သူကိုယ်တိုင်ပဲချိုးဖောက်နေတဲ့အရာတွေအကြောင်းကိုပြောသွားခဲ့ပါတယ်တကယ်တော့ဒီပြိုင်ပွဲမှာဆူရတဲ့တဲ့သူက အခြားတယောက်ဖြစ်ပြီးတော့ငွေရှိတဲ့သူကိုပဲရွေးချယ်သွားတာဖြစ်တယ်လို့အခိုက်အမာပြောနေခဲ့ပါတယ်။ပြိုင်ပွဲပြီးမှပေါ်ချလာခဲ့တဲ့အငင်းကုတ်စကားဖြစ်ခဲ့ပြီးတော့ JK ရဲ့ပရိသတ်တွေကတော့ဒီနေ့ကသူ့လောက်ရေးချေးရှိတဲ့သူမမြင်မိကြောင်ပြောနေကြပါတယ်။ JK ဆိုပြရဲ့ပရိသတ်တွေကဒီလိုဆွဆွဲခဲ့ရတာကိုလက်မခံမင်းနဲ့သူတို့ရဲ့အလာမေကတကယ်အရေးချေးရှိလို့ဆူရသွားခဲ့တာပါလို့ပြန်လည်ဖြေရှင်းထားပါတယ်။ JK ဆိုပြကအခြားလာမေတွေနဲ့ရှင်ရင်တော့အာသာချက်တွေရှိနေသူဟာနိုင်ငံအနာမေ JK ဆိုပြက ်မာစတောင်းအစိုးပြန်ပွဲမှာလေကလူတီများခဲ့သူဖြစ်ပြီးအကလည်းကောင်းသူတယောက်ပါဘာသာစကားရုပ်ရည်နဲ့အခြားအာသာချက်တွေလည်းရှိနေတာကြောင့် JK ရဆူရဖို့အတွက်နာမည်ကြီးခဲ့သူပါ JK ဆိုဖီးယားကပြန်ပွဲမှာအင်္ဂလိပ်လိုယုံကြည်မှုရှိရှိဖြည့်ဆို့နိုင်ပြီးတော့ဒီပြိုင်ပွဲမှာတိုင်ပြေဆောင်ရွက်ပေးသူတွေကလည်းနာမည်ကြီးအလှမယ်တွေဖြစ်တဲ့ပြင်အလှမယ်အတွေ့အကြုံရှိပြီးသားတွေလည်းဖြစ်နေပါရီထိုင်ကနေရှောက်လာခဲ့တဲ့ Mrs. Tressa နဲ့ဖိလစ်ပိုင်အလှမယ်ကလည်းဂျီကီကိုသဘောကျလာကြဝင်းနာစုပိုင်ရှင်ကြီးဖြစ်လာခဲ့တာပါ ချေကေဆိုဗီယာကပေါ်ရီဘျူတီဘရိန်းဘီဇနက်ဆိုရဲဘီလီလုံးနဲ့ပြည်စုံနေုံသာမကပဲ။နဝကဇေယျမို့ပြောလာရင်လည်းရောင်းပိတ်မယ်လို့ပြောခဲ့ပါသေးတယ်။မစ္စဂရန်ဆိုတဲ့နာမည်တိုင်းဒီပြိုင်ပွဲမှာတော့တွက်လက်ဆက်လက်သူတွေကိုပဲရွေးချယ်တာဖြစ်ပြီ။နိုင်ငံသားကိုတွားရောက်ရှိပြိုင်တဲ့အခါနောက်ွယ်ကမိဘတွေကလည်းပံ့ပိုးပေးနိုင်တဲ့အနေအထားရှိသူကိုပဲရွေးချယ်ကြပါရယ်။တဲဆူငယ်ရှိပြိုင်တဲ့နေ့မှာလည်းနဝကသူ့ကိုတိတက်ရွေးသွားခဲ့တယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါရယ်။နဝကသူစီဝါရဲ့အတွက်အုံချလို့ရမယ်။ ငငယ်ရွယ်ရွယ်ချောချောအလှမယ်လေးတွေကိုသဘောကျပြီးတော့စိတ်ကြိုက်ရွေးချယ်လေးရှိပါသည်ဒီနေ့မှလည်းကြည်ကရအတွက်လေးတယောက်ဖြစ်နေတဲ့ပြင်ပြန်ဝင်မစခင်မှလည်းနဝက်ကိုဇီအောင်ပေးမယ်လို့ပြောခဲ့တာကြောင့်သဘောကျသွားခဲ့ပါသည်အလှမယ်ပြန်ဝယ်ရေးပြည်နောက်မှာတရပူကုံဝင်နေဝယ်တဲ့ဆိုရဲကိစ္စတွေကတော့မကြခဏပေါ်ထွက်လာခဲ့ပူပါသည်ပြန်ဝယ်ကြည့်ရမှတောင်မှဒီလိုဆွဆွဲမှုတွေရှိရကြောင်းကြည်ကရပြိတက်တွေကတော့မနာလိုတာကြောင့်ဆွဆွဲတယ်လို့ပဲယူဆထားပါသည်သူရဲ့လင်ကတော့သူပြန်ပွဲဒီမှာတရက်ဖို့ကိုလုံးဝမရှောင်ပဲအရေးချစ်ရှိတဲ့သူပဲ စုရစီရမယ်လို့ပြောခဲ့သူပါမရန်ဆိုင်တော်ကမြကြီးနားမှာ City Director လို့စင်ကလေးကဖြောင်းမဲ့ခဲ့တာကြောင့်သူ့ရဲ့တည်ကြည်မှုကိုလည်းယုံကြည်ထားကြပါတယ် Mesgram မြန်မာ2025ကဲဝင်းဟာအများပြောနေကြသလိုဝင်ရှိတဲ့သူတို့ပဲရွေးချယ်လိုက်တဲ့လှုပ်ပွဲကြီးတစ်ခုဖြစ်နေမလားဆိုတာကွန်မန့်မှာအမြင်လေးတွေကိုပြောခဲ့ပေးပါဦးရှင်တ िश ူအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်